င်္ဂလာပါကျမကတော့ဝင်ကျေပါ BMC ဖွဲ့ဝင်နေတဲ့တဲ့နေကိုဒီတစ်ပတ်မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ် BMC ဖွဲ့ဝင်နေကတော့74 Media ရွှေပြည်နယ် New Agency မဲကောင်နေူဇလန်မန္တလေး Free Press မြလဲအတန်း Western New AR တိုင်းနဲ့ဒေသတွေနိုင်တိုင်းတို့ဖြစ်ကြပါတယ်ပထမဆုံးတစ်ပုတ်အနေနဲ့မဲကောင် News ကပေးပို့တဲ့စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တွေတိုက်ပိုက်ထားတဲ့ပင်လောင်းမြို့နယ်ကျေးရွာတချို့ကို တော်လန်ရေးတပ်တွေပြန်လည်ထိုးစစ်ဆင်နေလို့တိုက်ပွဲတွေပြင်းထန်နေတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီကပြီးခဲ့တဲ့လပိုင်းအတွင်းအင်အားသုံးသိမ်းယူထားတဲ့ရှမ်းပြည်တောင်ပိုင်းပင်လောင်မြို့နယ်အတွင်းကကျေးရွာတချို့ကို အော်တိုဘားလာဒုတိယပတ်အတွင်းမှာတော်လန်ရေးတပ်ဖွဲ့တွေကပြန်လည်ထိုးစစ်ဆင်နေပြီးတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေနဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါရယ်။ပင်လောင်မြို့နယ်ထဲကတောင်မဲသိန်းကျေးရွာအနီးမှာစစ်ကောင်စီပီအန်အိုပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ တော်လိုင်းရင်တက်တွေကြားအော်တိုဘာလ9ရက်တရက်လုံးတိုက်ပွဲပြင်းထန်ခဲ့ပြီးပီယန်နိုပြည်သူစစ်တွေတေဆုံးမှုများတယ်လို့ဒေသခံသတင်းရင်းမြစ်တူကပြောပါတယ် KNDF နဲ့ PDF တထောင်ခွန်တပ်ရင်းတွေပြန်တိုက်နေတာစစ်တပ်ဘက်ကအထိနာလို့လေရင်ပစ်ကူတွေလာတယ်ပီယန်နိုဘက်ကတေးတဲ့လူတွေလည်းရှိတယ်အဖမ်းခံရတဲ့လူတွေလည်းရှိတယ်ရွာသားတွေကတော့စစ်ရှောင်နေပြီးညောင်ရွှေနဲ့စီဆိုင်ဘက်ကိုရှောင်ကြတာစစ်သုံးဘက်ဖမ်းမိထားတာတွေလည်းရှိတယ်တိုက်ပွဲအတွင်းစစ်တပ်နဲ့ပီယန်နိုဘက်ကတေးဆုံးသူတွေထဲမှာ ပင်လောင်းမြို့နယ်တောင်ပိုင်းလဲလျောင်းရွာမှာရှိတဲ့စိုက်ပျိုးရေးသိပ်ပံကျောင်းသား PNO တူနဲ့ပင်လောင်းတောင်ဘက်လွင်ရွာက PNO 3တေဆုံးခဲ့တယ်လို့သတင်းရင်းမြစ်ကပြောပါရယ်တောင်မဲတင်ချိရွာအနီးကစည်ရင်အရာအချက်ချာကြတဲ့ဖျားကုန်းကိုတော်လိုင်းတက်တွေဘက်ကအော်တိုဘာလ9ရက်မှာတင်ပိုက်နိုင်ခဲ့ပေးမယ်စစ်တပ်ဘက်ကလူဝင်အားလက်နက်အင်အားအလုံးရှင်းနဲ့ drone တွေပါလိုက်ပါပြီးပြန်တိုက်လာတာကြောင့်အော်တိုဘာလ10ရက်မှာတော့ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်လို့ PNDF KK တာဝန်ရှိသူခွန်မြတ်ကပြောပါရယ်တနေ့ကအဲ့ဒီဖျားကုန်းကိုကျွန်တော်တို့တက်သိမ်းခဲ့တယ်သူတို့ကအင်အားအလုံးရင်းနဲ့ drone တွေပါ တိုက်လာလို့ပြန်ဆုတ်ပေးပြီးတော့စစ်ဟန်ထားခဲ့တယ်ဒီနေရာကစီးချက်ချာကြားတယ်သူတို့မျောဖက်ကိုဖောက်ပြီးပြီမဲ့ဒီအနောက်ဖက်ကိုပေါက်လို့မရဘူးတိုက်ပွဲအတွင်းဆိုတော့စစ်တပ်နဲ့ PNO တွေတေးတာကိုတပ်ဖို့မရခဲ့နိုင်ဘူးတုံမန်းကတော့စစ်တုံမန်းဥပဒေအရအေးအေးယူထိန်းသိမ်းထားပါတယ်အဓိကလိုအပ်တာကတော့ခေရန်ပဲတိုက်ပွဲမှာခေရန်ကြည်စံတုံးနိုင်မှာအောင်ပွဲပူရတာပါ စစ်တပ်နဲ့ PNO ဘက်ကဖျားကုန်းကိုပြန်သိမ်းပြီးနောက်မှာဟာဝေစာတင်တန်ချက်ကတွေချထားသလိုဖဲခုံခမရ336ကနေလဲလက်နက်ကြီးပစ်ကူပေးနေပြီးစကကခုနှစ်ထဲမှာစစ်ကောင်စီနဲ့ PNO ပြည်သူစစ်တွေအင်အားစုဖွဲ့နေတယ်လို့သူကပြောပါတယ်။ဖျားကုန်းကနေကြည်ရင်တောင်မဲတင်မိုင်းဖြက်ဗမောက်စတဲ့ရွာတွေကိုထင်းထင်းရှားရှားမြင်ရတာကြောင့်စစ်ရေးအရအေးပါတာဖြစ်ပြီးစစ်ကောင်စီဘက်က ရွာတွေဘက်ကို drone နဲ့ထောက်လန်းနေတယ်လို့ဒေသခံတွေကပြောပါရယ်။အော်တိုဘာလ10ရက်မှာတော့စကောင်စီဘက်ကမြောက်စလုံးရွာနဲ့တောင်မဲအသင်းရွာတွေမှာရှိတဲ့နေအိမ်တွေကိုမီးစတင်ရှုံနေပြီးတောင်မဲအသင်းရွာမှာရှိတဲ့အင်ဂျင်တရားလောက်မှာအင်ဂျင်20လောက်မီးလောင်သွားပြီလို့ဒေသခံတွေက ပြောပါရယ်။တိုက်ပွဲဖြစ်ပွားရာပတ်ဝန်းကျင်မှာရှိတဲ့လုံးပြင်ကျေးရွာထဲကတောင်မဲအသင်းပင်ပုံနန်းနိုင် လုံးပြင်စတဲ့ကျေးရွာတွေကဒေသခံထောင်နဲ့ချီဟာလဲနောက်ထပ်တစ်ခါစစ်ဘေးရှောင်နေကြရတယ်လို့စစ်ဆောင်ရေးကူညီနေသူတွေစီကသိရပါတယ်။ချောင်းမြို့နယ်ကတရင်ကျုပ်စီမီးတပိတ်ကိုစိုးစုကပုံကျဲခဲ့ရာကြောင့်လူ20ကျော်သေဆုံးပြီးတော့40ကျော်ဒဏ်ရာရှိခဲ့ပါတယ်။ဒီသတင်းကိုမန္တလေး Free Press ကတင်ဆက်ပေးထားပါတယ်။စကိုင်းတိုင်းမုံရွာခရိုင်ချောင်းမြို့နယ် ဘုံလုံးရွာမှာအော်တိုဘာ6ရက်သတင်းကြိုလာပြနေညကပြုလုပ်တဲ့စီမီတွန်းတပိတ်စုတောင်းပွဲကိုစုံစုကလက်ချောင်းကနေဘုံချဲတက်ပြတာကြောင့်တစ်ဆုံးသူအနည်းဆုံး20ကျော်ရှိပြီးတော့ထိခိုက်ဒဏ်ရာသူ50ကျော်ရှိတယ်လို့ဒေသခံတွေကအမှတ်ပြုကိုပြောပါရယ်သတင်းကြိုလာပြအထိမ်းအမှတ်ဖြစ် စီမီတွန်းပွဲပြုလုပ်ပြီးစာနာရှင်ကြာဆုံးရင်းတောင်းဆိုဆန္ဒပြကား နိုင်ငံရေးကျင်းသားတွေလွတ်မြောက်ရေးဆူတောင်းနေတဲ့အချိန်စောစုကမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကတက်လာတဲ့ပါရာမော်တာစက်တက်လေဒီနဲ့လူအုပ်ထဲကို120မမဘုံနှလုံးကျဲချတက်ဖြတ်ခဲ့တာပါဘုံဒီမန်လိုအမျိုးသမီးနဲ့ကလေးငယ်တွေတပိတ်ဦးဆောင်သူတွေအပါအဝင်လူ20ခန့်ပွဲချင်းပြီးတည်ဆုံကဒဏ်ရာသူအများအပြားရှိခဲ့ပြီးလုံလောက်တဲ့စေဝါကူတာခွင့်မရလို့ဒဏ်ရာသူတွေထက်ကထပ်တိုးတည်ဆုံသူတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ် စမီတပိတ်ပြုတ်လို့ချိန်အနယ်ကင်းစေဖို့ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပေမဲ့စိုးစုကအကွက်ကြကြကြိုတင်ပြင်ဆင်ကလူအုပ်တဲကိုဘုံကျဲတက်ဖြတ်ခဲ့တာလို့ဘုံကျဲခံရချိန်အသက်ဘေးကလွတ်မြောက်လာတဲ့ချောင်းတပိတ်ဥဆောင်သူကိုဆွဲကပြောပါတယ်ဒီဖြစ်စဉ်မှာပေါ့နော်ကျွန်တော်တို့လုံးဝပေါ်ရောက်ခဲ့တာမဟုတ်ပါဘူးကျွန်တော်တို့ကြိုတင်ပြင်ဆင်မှုတွေအဲဒီတခြားကြကြမမလောက်ခဲ့ပါတယ်ဒါပေမဲ့စစ်ကောင်စီကတစ်ဖက်မှာအကွက်ကြကြကိုကျွန်တော်တို့စီစဉ်ဆောင်ရွက်ခဲ့တာရှိတယ်ပေါ့နော်အဲ့ဒါဘာတွေလဲဆိုတော့ကျွန်တော်တို့ပါရာမော်တာဒီ အဲဒီလေယုံစီးပြီးတော့ပြောင်းလဲလာတာမျိုးပေါ့နော်အဲပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ချင်းတွေမှာသတင်းစီစဉ်မှုတွေမရအောင်ဖုန်းလိုင်းတွေပြတ်တောက်နေတာမျိုးတွေအဲဒီဖုန်းလိုင်းတွေတက်ဖုန်းတွေလုံးဝခေါ်မရအောင်ပေါ့နော်အဲ့ဒီလိုမျိုးတွေရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဆက်သွယ်ရေးဆက်တွေပေါ့နော်ဆက်သွယ်ရေးဆက်တွေမှာလည်းဝင်ရောက်နှောက်ယှက်သူတွေအဲ့ဒီချင်းတွေမှာရှိခဲ့တယ်ပေါ့နော်အဲ့တော့ရန်သူဘက်ကဒီဟာတွေကိုအကွက်ကြကြကိုတရားစီစဉ်ပြီးတော့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်လုံးဝကျွန်တော်တို့ကာဗာဖြစ်စေနိုင်နဲ့ကျွန်တော်တို့ လုံခြုံရေးအစီအမံလေးချထားခဲ့ပါတယ်။ဒါပေမဲ့လည်းကျွန်တော်အချိန်နဲ့အချောင်းချောင်းရကျွန်တော်အခုလိုအဖြစ်ဆိုရင်းနဲ့ကျွန်တော်ကြုံတွေ့ရတဲ့အတွက်လည်းအင်တာမစိတ်မကောင်းသလိုရှေ့ဆက်ရှောင်းမဲ့လုပ်ငန်းတွေကိုလည်းကျွန်တော်တို့ယူဆပြီးဆက်ပြီးတော့လုပ်သွားပါမယ်လို့စိုးစုကပုံကျဲတက်လို့တိတ်ဆုံးသူအများအပြားဟာခန္ဓာကိုယ်အစိပ်ပိုင်းတွေပြတ်တောက်ကုန်တာကြောင့်အလောင်းမလာပဲဒဏ်ရရှိသူအများအပြားဟာကိုယ်လက်အင်္ဂါတွေပြတ်တောက်ဆုံးရှုံးကုန်တာကြောင့်ရေရှည်ကုသရမယ့်လူနာတွေပိုများတယ်လို့လည်း ေပြင်းမှာကုညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။လက်ရှိမှာတည်ဆုံသူတွေကိုတကြိုပြီးဖြစ်ကဒဏ်ရသူတွေကိုတော့လုံခြုံမဲ့ထင်းတဲ့နေရာတွေမှာ စေဝါကူတာပေးနေပြီးတော့စေဝါပစ္စည်းတွေအရေးပေါ်လိုအပ်နေတယ်လို့ဆိုပါတယ်။မုံရွာနာမခါတွေကနေစေအုပ်စုက၆ဦးနဲ့ပါဝင်ဒေသတွင်းလေချောင်းပုံကျဲတက်ဖြတ်တာတွေနေစဉ်ကျူလွန်နေတာဖြစ်ပါတယ်။၆ဦးနဲ့စီမီတပိတ်ကိုလေချောင်းတိုက်ခိုက်တက်ဖြတ်မှုနဲ့ပတ်သက်ပြီး ကျူးလွန်သူစိုးအုပ်စုကိုအေးအေးယူခံရဖို့အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့အမျိုးသားညီရေးအစိုးရအန်ယူဂျီလူအခွင့်ရေးဆိုင်ရာဌာနကထုတ်ပြန်ထားပါတယ်။ဆင်လယ်ရွာစခန်းမှာအေးရဲ့ထိုးစစ်တွေပြင်းထန်နေချိန်ကပ္ပစာ6အနေမှာစစ်ကော်မရှင်တပ်ကအခိုင်မာစကန်တစ်ခုအသက်တိဆောက်ပြီးတော့ခန့်စစ်တိုးမြင့်လိုက်ပါတယ်။ပဒေါင်းဒေတာရဲ့စစ်ရေးအခြေအနေတွေကို ရေလက်တံကပေးပို့ထားပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ဘကိုးတိုင်းပထမမြို့နယ်အခြေဆိုင်လက်နက်ထုတ်လို့ဤတအမတ်၆ကောက်ဝေးပစ္စည်းစစ်ရုံကော်ဘဆာ၆အနီးမှာအခိုင်အမာခန်းစစ်စခန်းအသစ်တစ်ခုတည်ဆောက်ပြီးခန်းစစ်တုံးမြင့်လိုက်တယ်လို့ဒေသစစ်ရေးတရင်ရင်းမြစ်တွေစီကသိရပါဗါးကော်ဘဆာ၆အခြေဆိုင်ရာပထမမြို့နယ်အုပ်ရှိပင်မြို့ညောင်ချထောက်ရွာထိပ်မှာအဲဒီခန်းစစ်စခန်းကိုအော်တိုဘာလပထမပတ်အတွင်းကတည်ဆောက်ပစ္စည်းခဲ့တာဖြစ်ပြီးအင်အား50ဝန်းကျင်တပ်ဆွဲထားတယ်လို့ဆိုပါတယ်အခုတည်ဆောက်ထားတဲ့စခန်းကတရားထိပ်မှာပါအခုလအတွင်းဖြစ်ပါတယ်ခန်းစစ်စခန်းတည်ဆောက်လို့ပြီးပါပြီ အဲ့စကားမှာဘယ်တရင်တွေတက်ဆွဲနေလဲဆိုတာတော့မသိရဘူး။စင်လန်ကြရင်ကပ္ပစ6ပုဒေါရှော့ဝင်တိုက်လို့မရအောင် ကားတဲ့စကမ်းပေါ့လေ။အော်တူဘာလ6ရက်နဲ့9ရက်တွေမှာကပ္ပစ6အချီဆိုင်ရောင်ချောင်းရွာနဲ့ခွနမိုင်ခက်အကွာစင်လန်ရွာစကမ်းမှာနှစ်ရက်ဆက်တိုက်ပွဲတွေမြင်ထိုင်ခဲ့ပြီးစစ်ကောင်စီတပ်သားများအပြားတည်ဆုံးထိခိုက်မှုရှိခဲ့ကာတည်ဆုံးနေရရသူတွေကိုရွှေတောင်မြို့ချီဆိုင်အမတ်ချောက်ကရင်တရားစစ်ဆေးရုံကိုလူနာတင်ကားတွေနဲ့ပူဆောင်လိုက်ရတယ်လို့မြေပြင်ချင်းတွေကိုသိရှိသူအဲ့ဒီစစ်ရေးတရင်ရင်းမြစ်ကပြောပါတယ်။ နှရတာတိုက်ပွဲတွေမှာတည်ဆုံးတဲ့အရာများခဲ့တဲ့စစ်ကောင်မစစ်တပ်ကစင်လန်စကန်းကို အော်တိုဘာ၈ရက်နဲ့၉ရက်တွေမှာဗဒောင်းတက်နေကနေစစ်အရာတရာကျော်ထပ်မံပို့ဆောင်ပြေးသိမ်းခဲ့တယ်လို့ဆိုပါတယ်။အာရခတက်တော် AA ကစတေမာလာဒုတိယပတ်အတွင်းမှာစစ်ကောင်မစစ်တပ်ရဲ့လေတာတော်စကန်းကိုတင်ပိုက်ခဲ့ပြီးနောက်စင်လန်စကန်းကိုဇက်လက်ထိုးစစ်ဆင်နေတာဖြစ်ပြီးတိုက်ပွဲတွေတလာနေပါကြမင်းလာချင်းအော်တိုဘာလာမှာတော်ဖော်စာ6ရဲ့အနီးကပ်ခန့်စစ်စကန်တစ်ခုကိုထပ်မံတိုးမင်းလိုက်တာပါ စစ်ကောင်မရှင်တက်ကအေးထင်းချုံထားတဲ့လေတာတောင်နဲ့ရောင်ကျိုးစခန်းတွေကိုပြန်လည်ထင်းချုံနိုင်မှုထိုးစစ်ဆင်နေတာဖြစ်တယ်လို့အေးပူပေါင်းတပ်ဘက်ကလည်းစင်လန်စခန်းကိုရရှိရေးထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ CDM တပ်မတော်သားဗိုလ်ကြီးစင်ရောင်ကပြောပါတယ်။နှစ်ဖက်လုံးအနေထားတော့ဟိုဘက်ကနေပြီးတော့ကျွန်တော်တို့ဒီညောင်ကျိုးနဲ့စင်လန်ပေါ့နော်ညောင်ကျိုးနဲ့စင်လန်ကြားမှာကျွန်တော်တို့လေတာကျော်ဆိုတာလေးရှိမှာပေါ့အဲ့လေတာကျော်ကိုစစ်တပ်ဘက်ကလည်းပြန်ထိုးပြီးတော့ညောင်ကျိုးတီကိုပြန်ရောက်ချင်တယ်လို့ဟိုဘက်ကလည်းကျွန်တော်တို့ ဒီစင်လန်လီလန်ဘက်ကိုပေါ့နော်စင်လန်လီလန်ဘက်ကိုယာနုံးပြည့်ထိန်းချုပ်ဖို့အတွက်နှစ်ဖက်လုံးတိုက်စစ်ဆင်ပြီးတိုက်တဲ့အနေအထားမျိုးတွေ့ရတယ်။လက်ရှိမှာအရခတ်တတော် AA ထိုးစစ်ဆင်နေတဲ့စင်လန်ကြီးရွာကားကဲစကန်းဟာကာဗာစာ6တီရှိတဲ့ညောင်ချောက်ကြီးရွာနဲ့ခွန်နမိုင်ခန့်သာကွာဝေးတော့ပြီးစစ်ကောမရှင်တက်ကလေချောင်းပြစ်ကူပေးတိုက်ခိုက်နေတယ်လို့ဗထောင်းတက်နေတဲ့အတွင်းပါရာမော်တာတချို့ထားရှိပြီးခုခံနေတာပါ။ကာဗာစာ6ဟာတက်အင်အားလေးရကျော်ရှိတဲ့တက်ဖြစ်တယ်လို့ဗထောင်းတက်နေမှာကာဗာစာ6အပြင်ကာဗာစာ9ကာဗာစာ5 ကပ္ပစသုံးတက္ကစသုံးကထကကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့တင်တဲ့ကြောင်းခလာရ90နေစတဲ့တရင်တွေကြီးဆိုင်တာဟာကပ္ပစ6နဲ့ဗရောင်းတန်းတဲ့အတွင်းမှာပဲတိုက်ခိုက်ရေးအတွက်ချီလင်းချင်းမြန်တိုက်ခိုက်ရေးတပ်တွေနဲ့လည်းအင်အားဖြည့်တင်ပြီးခုခံတိုက်ခိုက်နေရလို့တက်နေတဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေစီကသိရပါတယ်။အာရခတတ်တော်အေဟာ2024နှစ်ကုန်ပိုင်းမှာတောင်ကုန်းမြို့ကိုဒိမ့်မဲ့ပြီးတဲ့နောက်ဗရောင်းတောင်ကိုလမ်းပေါ်ရခိုင်ရိုးမှရှိစစ်ကောင်မရှိစကန်တွေကိုဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ညောင်ကျိုးပင်မှာစကန်အပါစစ်တပ်စကန်6ခုတံမင်းကိုအသိမ်းပိုင်နိုင်ခဲ့ကလက်ရှိမှာကပ္ပစာ6အကြီးကဆင်လန်စစ်စကန်တွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်ဆက်လက်ပြီးရခိုင်ပြည်နယ်နဲ့ဆက်သွယ်ထားတဲ့ပြည်မလမ်းကြောင်းအလုံးပိတ်ဆို့ခံရလို့စေဝါပြက်လက်မှုတွေနဲ့စေယုံတွေမှာကျန်းမာရေးဆောက်ရှောက်မှုတွေဆိုးရွားနေပါတယ်ဒီသတင်းပြည့်စုံကို Western News ကပေးပို့ထားပါတယ် ရခိုင်ကုန်းကုန်းလိုင်းရေလံတွေပိတ်ထားတာကြောင့်စေဝါပြက်လက်မှုတွေနဲ့ဆေးရုံအများစုတွေမှာလည်းကျန်းမာရေးစောင့်ရှောက်မှုတွေဆိုးဝါးနေတယ်လို့သိရပါဗျ။အရခတ်တတော်အေးတင်ပိုက်ထားတဲ့မြို့နယ်တွေမှာတောက်ဆေးအပြင်ထိုးဆေးတွေပါပြက်လက်နေပြီးဈေးတွေကလည်းအဆမတန်ပေးနေရတာလို့ရခိုင်ဒေသခံတွေက ပြောဆိုပါဗျ။ဒါပြင်ကျမရေဝန်ထမ်းနဲ့ကျွမ်းကျင်ဆရာဝန်တွေမရှိတာကြောင့်လူနာရီစုပြုံပြီးပြနေရတယ်လို့မြောက်ဦးစေကန်းလာရောက်ပြသခဲ့တဲ့အန်းကလူနာတယောက်ကဆိုပါတယ် ဆေးတွေဘာမှမဆုံးပါဘူးအရန်ကိုဆေးကြီးပါတယ်ဒါတောင်ဆေးအုံမှာပြတာမဟုတ်ပဲဆရာဝန်ထိုင်တဲ့ဆေးကမ်းမှာလာပြတာပါဒီမှာကနေမကောင်းဖြစ်မှာကိုအရန်ကိုကြောက်ရပါတယ်ဘာဆေးဝါးမှမရှိပါဘူးတချို့လူနာတွေဆိုဒီတိုင်းရဲ့အကြကြီးနေမကောင်းဖြစ်နေတာဘာမှမတတ်တာပဲပြန်လာရတာလည်းရှိပါတယ် ရန်ပြဲမြို့နယ်ဘက်ကလူနာတွေကလည်းရခိုင်မြောက်ပိုင်းဘက်ကိုလာရောက်ပြီးစေကူတမှုခံယူနေရသလိုလမ်းခရီးစိတ်တင်လူတယောက်ကိုကြက်ဆယ်သိန်းလောက်ကုန်ကြတယ်လို့ဆိုပါရယ်ရခိုင်မှာလုံလောက်တဲ့ကျမ်းမာရေးဝန်ထမ်းနဲ့ကျွမ်းကျင်ဆရာဝန်တွေမရှိတာဟာပြည်နယ်ရဲ့ကျမ်းမာရေးခဏအတွက်ဆိုးရွားတဲ့အခြေအနေတစ်ခုဖြစ်ကြောင်းဒေသခံဆရာဝန်တွေက ပြောပါရယ်ဒီလိုဆေးဝါးပြက်လက်မှုနဲ့ကျမ်းမာရေးဝန်ထမ်းနဲ့ကျွမ်းကျင်ဆရာဝန်တွေမရှိတာကြောင့် နာရရှိလူနာတွေတေဆုံးမှုများပြားလာနေတယ်လို့လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေကပြောပါရယ်အခုကရခိုင်မြို့နယ်မှာကျန်းမာရေးဝန်ထမ်းနဲ့ဆရာဝန်အင်အားအရန်ကိုနှေးပနေပါရယ်ကျွမ်းကျင်တဲ့ဆရာဝန်တွေလည်းမရှိပါဘူးဆေးတွေရောအကုန်ပြတ်နေကြပါရယ်ဖြားနာလို့ဆေးခန်းတစ်ခါပြရင်အနည်းဆုံး3သိန်းကနေ5သိန်းအထိကုန်ကြပါရယ်ဒါကပုံမှန်ရောဂါဖြစ်လို့လာပြတာလောက်ပဲရှိတာပါပြီးတော့ဆေးခန်းလာပြရင်တေဆုံးမှုတွေကလည်းများနေပါရယ် တချို့ကတော့တည်ယူဖို့စီမတက်နိုင်လို့ဒီမှာပဲတချို့လိုက်ရတာလေးရှိနေပါတယ်ကျွန်တော်တို့ပဲအလုံးအဆအဆအရာရာလှုပ်ပြနေရတာပါအရင်ကိုဆိုးဝါးနေပါတယ်ကျမရေးဝန်ထမ်းနဲ့ဆရာဝန်အင်အားနဲ့ပါနေလို့မြို့နယ်တစ်ခုတည်းကိုသာစုပြုံလို့စေကူတာဖို့လာရောက်ကြတာကြောင့်ဆရာဝန်နဲ့ယောဂဆွေးနွေးခွင့်ရခြင်းကလည်းအလွန်နေပါနေကြတာပါလက်ရှိစေဝါအချို့ကိုတော့ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယဘက်ကတင်သွင်းမှုရှိပေမဲ့ လူနာနဲ့ဆေးဝါးတွေကိုက်ညီမှုမရှိတာကြောင့်တချို့ယောဂါတွေတက်တာမှုမရှိဘူးလို့အမည်မဖော်လို့တဲ့ဆရာဝန်တဦးကပြောပါရယ်အာရခတက်တော်အေးသိမ်းပိုက်ထားတဲ့မြို့နယ်တွေကဆေးုံဆေးကန်းတွေကျမရေဝန်ထမ်းတွေနဲ့ဆရာဝန်လိုအပ်ချက်တွေကိုတေချာစီမံဖို့လိုသလိုတောက်ဆေးနဲ့ထိုးဆေးတွေကိုဈေးကြီးပေးဝင်နေရတာကြောင့်တေချာကျက်မှတ်ဖို့လိုတယ်လို့ဒေသခံတွေကပြောဆိုပါရယ်ပြီးခဲ့တဲ့2023ခုနှစ်မှာ စစ်ကောင်စီနဲ့ AA တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းကုန်းလန်းရှီလန်းတွေကိုစစ်ကောင်စီကပိတ်ထားလိုက်တာဖြစ်ပါတယ်။နောက်တစ်ပုတ်အနေနဲ့မင်တပ်မြို့နယ်မှာစာတင်ကျောင်းနှစ်ကျောင်းကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်လို့ကျောင်းသားကျောင်းသူ၄ဦးသေဆုံးပြီးတော့၁၂ဦးဒဏ်ရာရှိခဲ့ပါတယ်။ဒီသတင်းကိုဇလန်မီဒီယာကတင်ဆက်ပေးထားပါတယ်။ ှင်းပြည်နယ်မင်းတမြုံနယ်တွေကစာတင်ကျောင်းနှစ်ကျောင်းကိုအော်တိုဝါလာရှိရဲ့ည9နာရီဝန်းကျင်မှာစစ်ကောင်စီကလေကျောင်းကနေပုံကျဲတိုက်ခိုက်လို့မတန်ဆွမ်းအမျိုးသမီးတဦးနဲ့ကျောင်းသား၃ဦးသေဆုံးပြီးစစ်နှစ်ဦးဒဏ်ရာရရှိတယ်လို့သိရပါဗျ။စစ်ကောင်စီက Jet Fighter နှစ်စီးနဲ့ဝမ်တူးရွာစာတင်ကျောင်းနဲ့ချင်းချောင်းရွာကစာတင်ကျောင်းဝန်ရှိ RC ဖျားကျောင်းတို့ကိုတပြိုင်နက်ပုံကျဲတိုက်ခိုက်ခဲ့တာလို့သိရပါဗျ။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဒေသခံတဦးကဇလင်ကိုအခုလိုပြောပါတယ်။ဝမ်တူရောကစာတင်ချောင်းပေါ်တိတိကျလာအစအုပ်တွေပြက်ကုန်တယ်။ထင်းချောင်းကတော့ RC ဖျားချောင်းပေါ်တိတိကျတယ်။ကလေးတွေညစာကျနေတဲ့ချိန်မှာကြေးချတာ။ဘုရားချောင်းစအုပ်ကမီးလောင်ပျက်စီးသွားတယ်။ဒဏ်ရာရတဲ့ចောင်းသားចောင်းသူတွေထဲမှာလည်းအသက်အန္တရာယ်ဆိုရင်ရတဲ့သူတွေရှိနေပါတယ်။ အော်တိုဘာလာလေးရင်းနေနဲ့ငါးရင်းနေတုန်းကလည်းမင်းနဲ့မြုပ်ပေါ်ကိုစစ်ကောင်စီကလေချောင်းကနေပုံကျဲတိုက်ခိုက်လို့ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအဆောက်အဦတွေပျက်စီးခဲ့ပါတယ်စစ်ကောင်စီကငါးရက်အတွင်းလေချောင်းတိုက်ခိုက်မှု၄ကြိမ်ထက်မနည်းပြုလုပ်ခဲ့တာကြောင့်မင်းနဲ့မြုပ်နယ်ရှိကျောင်းသူကျောင်းသားတွေအပါအဝင်အရက်သားပြည်သူ၁၅ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပြီးလေးဦးတေဆုံးခဲ့တာဖြစ်ပါတယ်ဒါအပြင်ချင်းပြင်းနယ်မတူပီမြို့ပေါ်ကို အကြံဖက်စစ်ကောင်စီတပ်ကအော်တိုဘားလ10ရက်ည8နာရီဝန်းကျင်မှာလေကြောင်းကနေပုံကျဲတိုက်ခတ်ခဲ့တယ်လို့လဲဒေသခံတွေထံကသိရပါဗျာ။အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာစစ်ကောင်စီက jet fighter နဲ့မတူဘီမြို့ပေါ်အထာကတဲ့ကြောင်းပုံဝန်းကျင်ကိုပြစ်ခတ်ခဲ့တာလို့ဆိုပါတယ်။ပုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆုံးမှုတော့မရှိဘူးလို့သိရပါဗျာ။ပြီးခဲ့တဲ့အော်တိုဘားလ3မိုင်အတွင်းစစ်ကောင်စီတပ်ရဲ့ကြေးရည်လေးညှိနှိုင်းကွက်ကဲရည်မှု ဘူချုပ်ကြီးကျော်စွာလင်းဦးဆောင်နဲ့ Joint Operations Command JOC အစည်းအဝေးဆုံးဖြတ်ချက်အရလေကြောင်းတိုက်ခိုက်မှုကိုနှစ်ဆတိုးမြင့်ပြုလုပ်တော့မှာဖြစ်တယ်လို့မြေပြင်မှာလက်လွတ်ဆုံးရှုံးထားရတဲ့နေမြေတွေကိုလည်းရွေးကောက်ပွဲမတိုင်မီအမြန်ဆုံးပြန်လည်သိမ်းပိုင်နိုင်ရေးစစ်စင်ရေးတွေဆောင်ရွက်ကြဖို့ဆုံးဖြတ်ခဲ့ကြတယ်လို့ပြည်တွင်းသတင်းတွေမှာဖော်ပြထားပါတယ်။ချင်းပြည်နယ်တောင်ပိုင်းအတွင်းရှိမြို့နယ်လေးခုမှာစစ်ကောင်စီကရွေးကောက်ပွဲကျင်းပတော့မှာမဟုတ်ကြောင်းထုတ်ပြန်ပြီးနောက် မင်းနှမြုပ်ကိုလေချောင်းကနေဆက်တိုက်ပုံကျဲခဲ့တာလည်းဖြစ်ပါတယ်။ပသိမ်မျိုးပေါ်မှာဆိုင်ငယ်တကိုးတွေတောင်းညံ့နေပြီးတော့ဈေးဆိုင်တွေမှာသတိပေးစာတွေကတ်ထားရတဲ့အထိဆိုးရွားနေပါတယ်။ဒီသတင်းကို ARD တိုင်းကပေးပို့ထားပါတယ်။ယောရီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ပသိမ်မြို့မှာဆိုင်ကယ်တခိုးတွေတောင်းကျမ်းနေတာကြောင့် နေ့စဉ်နဲ့မျှဆိုင်ကယ်ပျောက်ဆုံးမှုတွေရှိနေတယ်လို့မြို့ကန်တွေစီကသိရပါဗျ။မြို့ပြင်ကျေးရွာဘက်တွေမှာဒါမကမြို့ပေါ်ရပ်ကွက်တွေမှာပါနေရောညပါဆိုင်ကယ်ခိုးယူမှုတွေနဲ့ကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။မျက်စိရှိတဲ့ဘဲပိုင်ရှင်ကတော့ဖြုတ်ပြီးအိမ်ထဲဝင်သွားတယ်။တိတ်မကြဘူးရောက်လာပြီးတော့တက်ခွစီးသွားတာပဲ။နေတိုင်းလိုလိုနေရာတိုင်းလိုလိုကြားနေရတာ ဆိုင်ကယ်ခိုးယူခံရမှုတွေဟာလူနေအိမ်နေမှသာမကပဲဈေးဆိုင်နဲ့စားတောက်ဆိုင်တွေမှာလည်းဖြစ်ပွားနေပါတယ်။ဒါကြောင့်မြို့ပေါ်ရှိဈေးဆိုင်ချို့နဲ့စားတောက်ဆိုင်တွေမှာပါသတိပေးစာတွေကတ်ထားရတယ်လို့မြို့ကန်တွေကဆိုပါတယ်။မြို့လယ်ကောင်လိုလူသွားလူလာစီးကားတဲ့ဈေးလေးလိုနေရာမျိုးကဆိုင်မာတော့သတိဆိုင်ကယ်ပြောက်တတ်သည်ဇက်တော့ခတ်ထားလဲစိတ်မချရပါ။ချင်းကျိုးတော့ဆိုင်မာငှားရမ်းနိုင်ပါသည်ဆိုပြီး ရေးထားတာမျိုးတွေစိုင်းတော်တော်များများမှာတွေ့လာရတယ်။အခုနှစ်ထဲစိုင်းငယ်ပြောက်တာတွေကအရင်နှစ်တွေအတွက်ပိုများလာတယ်။ပဒိမျိုးမှာစိုင်းငယ်ပြောက်ဆုံးမှုတွေဟာ2022ခုနှစ်ကစတင်ပြီးစိုးစိုးဝါးဝါးဖြစ်ပွားနေတာဖြစ်ပြီးစေကောမရှင်လောက်ခံရဲစခန်းတွေကိုတွားရောက်တိုင်ကြားခဲ့ပေမဲ့အရေးယူမှုမရှိတာကြောင့်ရဲတပ်ဖွဲ့ပေါ်ယုံကြည်မရှိကြတော့ဘူးလို့ဆိုင်ကယ်ပျောက်ဆုံးခဲ့သူတွေကဆိုပါတယ်2022မှာဒီဆိုင်ကယ်ပျောက်တာပေါ့နော် အဲဒီခြံထဲမှာရက်ထားတာကိုတကားဖြတ်ပြီးတော့ဝင်ခိုးသွားတာဗျအဲ CCTV ဒီမှတ်တမ်းတွေလည်းရှိတယ်ရဲစခန်းကိုသွားတိုင်တယ်အဲ6လကြာတဲ့အထိအကြောင်းထူးမလာပါဘူးဗျဖမ်းမိတဲ့ဆိုင်ကယ်တွေလာကြည့်ပါဆိုလို့အဲတွက်ကြည့်တယ်ပေါ့နော် ကိုဆိုင်ကယ်ပါပါဘူးအဲလာရွေးတဲ့သူတွေတော့တစည်းကို3-4သိန်းပေးပြီးတော့အဲရွေးတော့ကြတယ်ဗျမရှိတဲ့သူတွေကြတော့လည်းမရွေးနိုင်ဘူးပေါ့နော် လက်ရှိမှာတပတ်ရတရုတ်ထုတ်ဆိုင်ကယ်တစ်စီးကိုအနည်းဆုံး730ဝန်းကျင် ပေါဈေးရှိနေပြီးရိုရယာတို့ဆိုင်ကယ်အစ်တစ်စီးကိုအနည်းဆုံး730နဲ့တရားဝန်းကျင်တန်ဖိုးရှိနေတယ်လို့ပသိမ်မြို့ဆိုင်ကယ်ဈေးကွက်ထက်ကနေသိရှိရပါတယ်။စစ်ကော်မရှင်နေနဲ့ AR တိုင်းတွင်ရွေးကောက်ပွဲချင်းမနိုင်တာအာယုံဆိုင်တွေကလုံခြုံရေးတိုးမြှင့်မှုတွေလှုပ်ဆောင်နေပေမဲ့ဒေသခံတွေရဲ့လုံခြုံရေးအတွက်အကူအညီမပေးနိုင်တာကြောင့် ခိုးယူမှုလူရဲမှုတွေပုံမှုများပြားလာတယ်လို့ဒေသခံတွေကပြောဆိုနေကြပါတယ်။မုံမြင့်နယ်မှာစိုးအစုကခွင့်ပြုထားတဲ့လောင်ကစားဝိုင်းတွေပုံများလာနေပါတယ်။ဒီသတင်းကိုသတင်းနိုင်တိုင်းကတင်ဆက်ပေးထားပါတယ်။မိုးမြင့်နယ်မှာစေအုပ်စုကခွေပြုတ်ပေးထားတဲ့လောင်စာဝိုင်းတွေတပြည့်ပြည့်များလာပြီးတော့လူငယ်တွေနဲ့ကလေးငယ်တွေကိုလောင်စာဝိုင်းတွေမှာတွေးရများလာတယ်လို့မြို့ခံအချုပ်ထံကနေသိရပါဗျ ယခင်ကပွဲတော်နဲ့ရက်ကြီးခါကြီးနေမျိုးတွေမှာဇက်ပွဲတွေနဲ့အတူလောင်းကစားဝိုင်းတွေပြုလုပ်လေးရှိပေမဲ့အာနာတိမ့်ပြီးတဲ့နောက်ပိုင်းမှာဆေအုပ်စုနဲ့လောင်းကစားဒိုင်တွေလက်ဝါချင်းရိုက်ပြီးတော့ယာဒီမွေဇက်ပွဲတွေနဲ့အတူလောင်းကစားဝိုင်းတွေထည့်သွင်းနေကြတာပါလက်ရှိကြေးလက်ဒေတာတွေတမကပြည်နယ်ရဲ့မြို့တော်မော်လမြိုင်မြို့ပေါ်မှာတောင်တွင်တွင်ကြဲကြဲနဲ့လောင်းကစားဝိုင်းတွေကိုဆေအုပ်စုတွေကခွင့်ပြုပေးထားတယ်လို့မြို့ကအချို့ကပြောပါတယ်သူတို့တင်ကြိုင်းပြီလားဟိုအရင်တော့ဆိုကြကျွန်တော် ရက်ွက်ပွဲရှိမာတို့ဟိုဘုံကြီးကြောင်းနှားတဲ့ပွဲရှိမာတို့ပွဲတွင်တာအခုကအဲ့လိုမျိုးမဟုတ်ဘူးသူတို့ကခွေရရလို့ပွဲတွင်တယ်ပြီးွားအင်္ဂလိုဝိုင်းပြီးတယ်ကစားဝိုင်းရတော့ရက်ွက်မှာပဲရှိနေတယ်ဆိုရင်တော့၄၅၀လောက်လိုက်တတ်အဝိုင်းကိုကြတော့ခုံတစ်ခုံကိုသူက၄သိန်း၃သိန်းယူတယ်တ냐မျိုးတဲ့ဘက်မှာပြီးတဲ့ဆိုကြောင့်တော့နောက်ပိုင်းမြင်ရတာခလေးတွေကစားအကြီးအင်္ဂလိုကိုဆွဲလာတဲ့ပုံစံဖြစ်တယ်လေသူတို့ပုတ်ဖို့ရရင်ကျွန်တော်မြင်တော့ဘူးနော်အဲ့ဒီအင်္ဂလိုမှာမှပဲတဆော့တာများလား လောင်စာဝိုင်းကျင်းပတဲ့နေရာတွေဟာမြို့ပေါ်ရက်ွက်တွေမှာဖြစ်တဲ့အတွက်ညကြီးအချိန်မတော်စူညံတန်းတွေကြောင့်ပတ်ဝန်းကျင်တွေအနှောက်အယှက်ဖြစ်နေရတယ်လို့သူကဆက်ပြောပါဗျ။အဲ့ဒီလောင်စာဝိုင်းတွေကိုစစ်သားရဲတွေအပြင်စေအုပ်စုထောက်ခံအဖွဲ့တွေဖြစ်ကြတဲ့ပြူစောတီပြည်သူစစ်တုကပါရက်ွက်တွေနဲ့လုံခြုံရေးယူပေးနေတယ်လို့မြို့ခံအချို့ကပြောပါဗျ။အခုလို ကြက်တဲနေတဲ့ကာလမှာလောင်စာဝိုင်းတွေကိုခွေပြုတ်ပေးနေတာလူငယ်တွေနိုင်ငံရေးကိုစိတ်မဝင်စားအောင်လို့စေအုပ်စုကရည်ရွယ်ထားပေမဲ့ လက်တွေ့မှာတော့ခိုးဆိုးလူရဲမှုတွေပဲပိုများလာတယ်လို့တုံးတက်ပြောဆိုမှုတွေရှိနေပါတယ်တရားဥပဒေစိုးမိုးမှုကလည်းမရှိဘူးထင်ကြတယ်မထိန်သိမ်းနိုင်ဘူးတစ်ဖက်မှာလက်စားနေတဲ့အတွက်ကြောင့်မလို့ကဒီလိုမျိုးဆူလာတဲ့အခြေအနေတဖြည်းဖြည်းနဲ့အပူဆူလာမှာပဲဒီလူငယ်တွေကလည်းတဖြည်းဖြည်းနဲ့လမ်းဟိုလမ်းကြောင်းတွေပြောင်းလာမယ်သူတို့တွေအတွေးတွေအမြင်တွေမှားလာမယ်အဲဒီဘက်မှာတာယာလာမယ်အာဆွဲလန်းလာမယ်ပေါ့နော်ဒါကဟိုကျွန်တော်တို့ ဟိုမတိမတာဘူးဆိုပေမဲ့တဖြည်းဖြည်းနဲ့ကြာလာလို့ရှိရင်ဒါကြီးကပိုဆူးလာနိုင်တယ်ပေါ့နော်ကိုနောက်ဆက်တွေ့ဆိုဒီကောင်တွေကနေပြီးတော့မှလို့လူလူရက်တာတွေပြန်ပေးဆွဲလို့ဟာမျိုးတွေဒါလည်းတဖြည်းဖြည်းဖြစ်လာမှာပေါ့အဲ့ဒီလောင်စာဝိုင်းတွေခွေပြုတ်ပေးနေတဲ့တူတွေဟာထွေးအုပ်ရေစစ်တက်ကအရာရှိပိုင်းတွေနဲ့ရက်ကြီးအုပ်ချုပ်ရေးမှုတွေကအ धिक ဥဆောင်တူတွေဖြစ်ပြီးတော့အချို့မြို့နယ်တွေမှာကြက်ခံရေးပါတီခေါင်းဆောင်အချို့တွေပါဝင်ပတ်တက်နေတယ်လို့ပြောဆိုနေကြပါတယ်။ ရွှေဘုံမြို့ဝင်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးအထိနာတဲ့စိုးစုကလက်နက်ကြီးနဲ့ပစ်ခတ်လို့ဖုံကြီးကျောင်းတဲ့ကြားရောက်ပောက်ကွဲကကိုရင်လေးပါပြန်လည်တော်မူခဲ့ပါတယ်။ဒီသတင်းကို Mandalay Free Press ကတင်ဆက်ပေးထားပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့ဝင်မိုးအနီးတက္ကနရွာမှာအောက်တိုဘာ၂ရက်မနက်ပိုင်းကစိုးစုနဲ့တော်လိုင်းရေးတပ်တွေတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးစိုးစု9ယောက်တည်းက သုံးမန်းလေးယောက်ဖမ်းမိပြီးလက်နက်ခဲရန်တွေလည်းတင်းစီရရှိခဲ့တယ်လို့ရွှေဘိုခရိုင်ညီနောင်တရင်တွေကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘာ၂ရက်မနက်ပိုင်းရွှေဘိုမြို့လေကျင်းရေးရှိခေါ်အမှတ်၈စစ်အခြေခံလေကျင်းရေးတပ်ကထွက်လာတဲ့အင်အား60ခန့်မှစစ်အုပ်စုဟာရွှေဘိုမြို့တောင်ဘက်မြို့ဝင်မိုးအနီးဒကနန်းရွာတဲ့စီးနင်းဝင်မွေလူရဲချင်းရွှေဘိုညီနောင်တရင်တွေဖြစ်တဲ့ရွှေဘို KIP PDF တရင်၅၊တရင်၁၈၊တရင်၂၃၊တရင်၂၆၊တရင်၉၃၆၊ ူကဲသားဝီကန်နဲ့ကျွေးဝကရအမတ်လေးတရင်ကျွေးဝမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်နယ်ကပြည်သူ့ကာကွယ်ရေးအဖွဲ့တောဖို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ Northern Tiger Group ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာပါတိုက်ပွဲဟာမနေ့6နိုင်ခွဲကနေ7နိုင်ခွဲထိ6နိုင်ကျော်ကြာမြင့်ခဲ့ပြီးစုံစုရဲ့9ရောက်တေက10ရောက်ခန့်တရားရရှိခဲ့ပါတယ်စုံစုတကြအစင်တယောက်နဲ့တပ်သားတစ်3ရောက်စုစုပေါင်း4ရောက်ကိုလက်ရဖမ်းမိခဲ့တယ်လို့ 60မမကွန်မန်ဒိုပြောင်းတလက် MA3 တလက် MA1 တလက်ကျောလွယ်ဂျမ်းမာတခုကြီးနဲ့ခဲရန်နေတင်စီရရှိခဲ့ပါတယ်။တိုင်ဝဲတွင်တော်လန်ရေးပေါ်နှူးကြဆုံးက3ဦးတန်းရတယ်လို့ချွေဘိုခရယာညီနောင်တရင်နေရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါဗျ။ခွေရီဘက်ကနေပြီးတော့မှကာညာနာယုံတဲ့ဒီရွှေဘိုထောက်ဖို့ဟိုရွှေဘိုဓာတ်ထပါနှစ်ဆိုလာပဲအဲ့လိုခေါ်တော့ဗောဗျာ။အဲ့ဒီကနေပြီးတော့မှလက်နေကြီးဟောက်ဝိတာနဲ့ပြစ်ထားကွင်းမှာလဲကာကြီးကွင်းဘက်လဲကြာတယ် အောင်မြင်ဘုန်းကြီးเจ้าကိုလည်းကြားတယ်အဲ့တော့အောင်မြင်ဘုန်းကြီးเจ้าเนี่ยကကိုရင်၄ပါးရန်တော်မူတာကိုရင်၈ပါးဒဏ်ရာရတာအဲ့လိုမျိုးကိုဘက်ကတော့ဒီပက္ကဖာပေါ့နော်ညိုဘောဘောတိုက်နေပက္ကဖာတွေကရဲဘော၂ခုတော့ဒဏ်ရာရတယ်ဗျအဲ့ဒီတိုက်ပွဲဖြစ်ပွားချိန်အထင်နာတဲ့စိုးစုကရွှေဘုံမြို့တဲကနေမြို့ဝင်မိုးဦးဘက်စီလက်နက်ကြီးတွေအောင်ဝင်စာတွေနဲ့စစ်ကူပေးရန်ငါပြစ်ခတ်ခရာရွှေဘုံမြို့ကားကြီးကွင်းအနီးအောင်မြေဖုံးကြီးကြောင်တွင်ကြောက်ပောက်ွဲလို့ တန်ငါကွင်း၄ပါပြန်လည်တော်မူပြီး၈ပါဒဏ်ရရှိခဲ့ပါတယ်။စောစုကပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးတွေကလေးလုံးတက်မနေဟာလူနေရက်ွက်တဲ့ကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးတော့ထူထောင်ရေးရက်ွက်တဲ့တလုံးရွှေဘုံသာဖရာနီတလုံးဆယ်မြဝင်းတဲ့တလုံးနဲ့အောင်မြေဖုံးကြီးချောင်းချမ်းမြေချောင်းတိုက်တဲ့တလုံးကြားရောက်ပောက်ကွဲခဲ့တာလို့အမည်မပေါ်လိုတဲ့ဒေသခံတို့ကမက်ဘီကိုပြောပါဗျာ။အောင်မြေဖုံးကြီးချောင်းချမ်းမြေဖုံးကြီးချောင်းနဲ့ကြားရောက်ပောက်ကွဲခဲ့တဲ့လက်နက်ကြီးချောင်း အသက်17နှစ်ကနေ16နှစ်အရွယ်ကိုရင်လေးပါပြန်လွန်တော်မူကား7ပါတန်ရရှိခဲ့ပါတယ်။ဆေအိုစုဟာရွှေဘုံနယ်တဲ့ရွာစဉ်ပတ်မွေစစ်ကြောင်းထိုးလူသက်လူရဲ့မိရှိုတာတွေမကြကနကျိုးလွန်နေတာဖြစ်ပြီးတော့အဲ့ဒီဆေအိုစုကိုဒေသခံတော်လိုင်းတက်တွေကတိုက်ခိုက်လို့မကြကနတိုက်ပွဲတွေဖြစ်ပွားနေတာပါ။ တောင်ဖြိုကျလို့ပြင်ဆင်ခဲ့တဲ့စောကြောက်ထုလမ်းမိုင်းနေရာတွေကိုကိုတူကိုတာပြုပြင်နေရပြီးတော့နှစ်ပတ်ကြာပြင်ဆင်ပြီးတဲ့နောက်ကုန်နေရင်ကြီးတွေအထိပြန်လည်ဖြတ်တန်းသွားလာနိုင်ပြီဖြစ်ပါတယ်။ဒီသတင်းအပြည့်စုံကိုရေလက်အတန်ကထပ်မံတင်ဆက်ပေးထားပါတယ်။တောင်လယ်ပြိုကျတာကြောင့်ပျက်စီးသွားတဲ့ရောဒေတာရဲ့အဓိကလမ်းမိုင်းတစ်ခုဖြစ်တဲ့စောကြောက်ထူကာလမိုင်းကိုပြုပြင်နေစေဖြစ်ပေမဲ့နှစ်ပတ်ကြာပြုပြင်ပြီးတဲ့နောက်ကုန်နေရင်ကြီးတွေအထိ ပြန်လည်ဖျက်ဆီးသွားလာခွင့်ပြုထားပြီဖြစ်တယ်လို့ဒေသခံတွေကပြောပါဗျ။မကွေးတိုင်းစောမြို့နယ်အတွင်းမှာပြီးခဲ့တဲ့စက်တင်ဘာ25ရက်ကမိုးသည်ထန်လာရွာပြီးတောင်ပြိုကျတာကြောင့်စောကြောက်ထူလမ်းမိုင်မှာလမ်းရှိပေ200ခန့်ပြိုကျပျက်စီးသွားခဲ့ပြီးအသုံးပြုလို့မရတော့တာကြောင့်ဒေသခံတွေကကိုရူကိုရပြန်လည်ပြုပင်နေရတာပါ။ပြန်လည်ပြင်ဆင်မှုနှစ်ပတ်ကြာမြင့်ပြီးတဲ့နောက်အရင်လိုကတ်တရာလန်အတီအပိတ်တ်မခင်းနိုင်သေးပေမဲ့မြေသားလန်အတိုင်းကုန်တင်ငါးကြီးတွေဖျက်ဆီးသွားလာနိုင်ပြီလို့ ကိုလူကိုယ်တလမ်းပြပြမှုကိုဦးဆောင်တဲ့ဂျော်မင်းကြီးဆရာတော်ကမိန်ပါတယ်ခုတော့ကားကြီးရောကားလေးရောကုန်သွားလာနေကြပါပြီသွားလဲသွားတိုင်းပါပြီဒါပေမဲ့မိုးရွာရင်တော့ကားကြီးတွေတော့နည်းနည်းဟိုဖို့မြေဖြစ်နေတဲ့ကြောက်ခဲမချသေးတော့နည်းနည်းလေးတော့ကြော်နာတွေရှိသေးတယ်ချောတာတွေရှိသေးတယ်တခါကြီး ျက်စီးသွားတဲ့လမ်းမိုင်းနေရာဟာစောမြွနဲ့အထက်တံပေါင်းကစားနဲ့လက်ကြီးရင်ကြီးရွာကြားကတရလမ်းမိုင်းဖြစ်ပြီးတောင်ကပရံမြေပြိုကျလာပြီးနောက်ကတရလမ်းသားတွေပါလမ်းတစ်ဖက်ချမ်းရှိပိန်းချောင်းအတွင်ပြတ်ကျသွားခဲ့တာပါပျက်စီးသွားတဲ့လမ်းရှိပေနေရာကမြေသားလမ်းပြန်လည်ပြုပြင်ခင်းကျင်းထားပြီးထပ်မံပြိုကျမှုမရှိအောင်လမ်းသားအောက်ခြေတွေကိုတချောင်းတွေစိုက်ထူကဆဲပေါင်းခတ်နေတာကြောင့်အရင်ကကားငယ်တွေကိုပဲအချိန်နဲ့ဖြတ်တန်းခွင့်ပြုနိုင်ခဲ့ရတာကအော်တိုဘာလပထမပတ်တည်းမှာကုန်လင်ကြီးတွေပါစတင်ဖြတ်တန်းသွားလာနိုင်ပြီလို့ဆိုပါတယ်။ လမ်းပြပေးမှုကိုစောရီသားကနေကကိုလူကိုယ်ရပြုလုပ်နေရတာဖြစ်ပြီးကုန်ကြစရိတ်အတွက်ချက်သိန်း200ခန်းမှန်းတာကလက်ရှိမှာပြည်သူတွေနဲ့ဒေသတွင်းလူမှုအဖွဲ့အစည်းတွေစီကနေလမ်းပြပေးစရိတ်ထက်ဝင်ငွေသိန်း290ရရှိထားတယ်လို့လည်းသိရပါဗျ။လမ်းပိုင်းကဆက်ခတ်နေတာရွာကိုရွာတောင်ဝန်ခွဲပြီးရဆက်ခတ်နေတာခုနှစ်ရွာပြီးပါပြီ။နှစ်ရွာပဲကျန်တော့လေ။ဒါအောက်ကြီးရဆက်ခတ်တာပေါ့။ပြီးရင်ကြောက်ကြီးနဲ့တဲနဲ့လောင်းပြီးတော့ပန်းဟိုးကြီးနဲ့ကျိတ်ဖို့ကျန်ပါသေးတယ်။အဲ့ဒါမကြခင်လုံးပါပါ။ လက်ရှိမှာအဲ့ဒီလမ်းမရဲ့ဘေးနဲ့ရန်တွေကိုတစ်သားတွေနဲ့ဆယ်ပေါင်ခတ်ပြီးလုံနေတာ90ရာခိုင်နှုန်းအထိပြီးစီးနေပေမဲ့အဲ့ဒီပေါင်ခတ်ဆိုင်တာတဲ့တစ်သားတွေရဲ့ဘောကနေကြောက်သေးတွေပေါ်ဖြစ်တယ်ပေါ်ကြံနေသေးတယ်ပျက်စီးသွားတဲ့စောကြောက်ထူလမ်းမဟာဒေတာရင်းအရေးကြီးတဲ့လမ်းမတစ်ခုဖြစ်ပြီးစစ်ကောင်စီတပ်ရဲ့ပိတ်ဆို့မှုခံထားရတဲ့ရခိုင်နဲ့ချင်းပြည်နယ်တွေကိုကုန်စီစီးဆင်းရမှာရေးပါတဲ့လမ်းမဖြစ်သလို န်ကောခရိုင်တွင်လည်းပကုတ်ဦးခရိုင်တွေကိုအဓိကချိတ်ဆက်ထားတဲ့လမ်းမိုင်းလေးဖြစ်တယ်လို့ဒေသခံတွေစီကသိရပါဗျာ။အခုတင်ဆက်ပေးခဲ့တာကတော့ဒေသအခြေဆိုင်သတင်းမီဒီယာကိုခုနဲ့ဖွဲ့စည်းထားတဲ့ဘာမမီဒီယာကွန်ဆော်ရှမ် BMC ရဲ့ရုပ်သံသတင်းအစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့နေ့လယ်2နာရီ15မိနစ်မှာထုတ်လွှင့်ပြီးတော့တနင်္လာနေ့ညနေ9နာရီ15မိနစ်မှာလည်းတစ်ကြိမ်ပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့မူဝင်ကျဲပါ။